ုံလားပြည်ဆိုရင်ညောင်ရည်သွန်းပွဲဆိုတာလောက်ပဲသိနေကြတကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကဆုံလားပြည်နေ့မှာမွေးဖွားခဲ့တာ ဖြစ်လို့ကဆုံလားပြည်နေ့တိုင်းအမှတ်တရမြတ်ဗုဒ္ဓရဲ့မွေးနေ့အဖြစ် ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့စေပါတိလာကိုခံယူဆောက်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာခြင်းသုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းစင်မီပန်းတို့တဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့သမပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ခြင်းသုံးပြီးတော့ပူဇော်ခြင်းဟာ ပိုပြီးတော့မြုံမြတ်တယ်လို့ရသော်ဘုရားကိုယ်တိုင်ကလည်းအင်မတန်မှချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလာပြီဆိုလို့ရှိရင်ရသော်ဘုရားကိုဂုံပြုပူဇော်တော်အားဖြင့်လူတိုင်းလူတိုင်းရှင်းပါသီလဆောက်တည်လို့ဘုရားရသော်ကိုပူဇော်တော်အားဖြင့်ဘုရားနုဒတိဘာဝနာများထူးထူးခြားခြားပွားများသင်ကြတယ်ပေါ့ဒါလည်း အမတ်တရရှိထားကြဖို့ပေါ့